ဆရာဒေါက်တာဖြူတီဟာရဲ့စာများစုစည်းမှုကနေကြိုဆိုပါရရှင်။ယခုဖတ်ရှုမဲ့စာများကိုဖတ်ရှုခွင့်ပြုပါရန်ဆရာအားလေးစားစွာခွင့်တောင်းလိုက်ပါရရှင်။ပထမတစ်ပုဒ်အနေနဲ့ကြောက်စရာအကောင်းဆုံးဆုံးရှုံးမှုဆိုတာလေးကို ဖတ်ပြခြင်းပါတယ်။နိုင်ငံတွေမှာကျင့်သုံးတဲ့စနစ်ချင်းတနိုင်ငံနဲ့တနိုင်ငံမတူကြသလိုပဲလူတွေမှာလည်းတယောက်နဲ့တယောက်ဘဝပေါ်ရှုမြင်ပုံသဘောထားပုံဖြတ်သန်းပုံချင်းမတူကြဘူး။ ဒီလောက်ရက်ကဒီနိုင်ငံမှာပြင်ဖို့မြောက်ပေမဲ့နောက်တနိုင်ငံမှာတော့ခွင့်ပြုခြင်းခွင့်ပြုထားလိမ့်မယ်။အဲ့ဒီလိုပဲလူတယောက်အတွက်ဒါကမလုပ်သင့်ဘူးပြင်ပေမဲ့နောက်တယောက်အတွက်ကျတော့ဘာမှမထူးဆန်းတယ်လို့ဖြစ်နေတတ်တယ်။စနစ်တစ်ခုစီတိုင်းမှာအားသာချက်အားနည်းချက်ရှိတယ်လို့ဘယ်သူ့ဘဝမှာမှအားလုံးကောင်းနေတယ်။အမြဲမှန်နေတယ်ဆိုတာမရှိဘူး။ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်။ဟိုလိုလိုဒီလိုလိုဖြစ်မနေဖို့ပဲလိုတယ်။တနက်ကင်ဆောင်ခွင့်ပေးမလား။ ဘာကြောင့်ကန်ဆောင်ခွင့်ပေးတယ်။စိုးကျိုးကတော့ဘယ်လိုရှိမလဲ။ကောင်းကျိုးကဘူများလိုကန်ခွင့်ပြုတယ်။ကိုဝင်ဖြတ်ချခွင့်ပေးတယ်။ဘာကြောင့်ခွင့်ပြုတယ်။ဒီလိုခိုင်ခိုင်မာမာဖြစ်နေရမယ်။အစိုးကိုထောက်ပြလိုက်လို့ဝေဝါးသွားတာ။ဒါမှမဟုတ်အကောင့်တွေကြီးကွက်လိုချင်နေတာမျိုးဖြစ်လို့တော့မရဘူး။အဲ့ဒီလိုနိုင်ငံတွေမှာစနစ်လိုခေါ်တဲ့အရာကိုလူတူးစီအတွက် life philosophy လို့ခေါ်တယ်။တချို့ကကျမ်းမာရေးကိုယူဆိုင်တယ်၊စားတောက်ဆင်ကျင်တယ်၊ကိုလက်လေးချိန်ငန်းလုပ်တယ်။ တချို့ကြအဲ့ဓာတွေလုံနေတော့ရောမသိမှမဟုတ်လို့လားလူဖြစ်တော့ခဏတတ်တတ်တာတာနေသွားစမ်းမှာစားရှင်နာတွေစားသားစမ်းမှာလို့ပြောတယ်တချို့ကကျဲမာရေးခရူးဆိုင်တယ်အစားတော့ဆင်ခြင်းတယ်ကိုလက်လေးချိန်ငန်းလုပ်တယ်တချို့ကြအဲ့ဓာတွေလုံနေတော့ရောမသိမှမဟုတ်လို့လားလူဖြစ်တော့ခဏတတ်တတ်တာတာနေသွားစမ်းမှာစားကျင်တာတွေစားသွားစမ်းမှာလို့ပြောတယ်တချို့အတွက်ငွေဆိုတာဒုတိယဘုရားသခင် တချို့ကြငွေထက်ဂုံတိတ်ခါ နာမည်ကောင်းစတာတွေကိုပိုတံပိုးထားမယ်။တချို့ကအနာဂတ်ကိုအမြဲစဉ်းစားတယ်။ပြင်စင်နဲ့ဝေးဝေးမြင်နိုင်အောင်ကြိုးစားတယ်။တချို့အတွက်ကြအနာဂတ်ဆိုတာပူပန်စရာပဲ။ပိစုံပန်မှာတည့်တည့်နေခြင်းကအရေးကြီးဆုံးလို့ထင်တယ်။တချို့ကြကိုယ့်ကိုထိလာရင်တုံ့ပြန်ရမှာ။ဈာမထက်မလို့ရဲမှာလို့ပြင်တယ်။တချို့ကြသီးခံခြင်းဖြင့်အနာယူတယ်။ရှောင်ရှားခြင်းဖြင့်ယံမိကိုငြိမ်စေတယ်။တချို့အတွက်ဘဝတန်ဖိုးဆိုတာချမ်းသာခြင်းအောင်မြင်ခြင်း ပြည်ပြည်စုံစုံနေထိုင်နိုင်ခြင်းဆိုပေမဲ့တချို့အတွက်တော့ဘဝတန်ဖိုးဆိုတာအများကိုအကျိုးပြုနိုင်ခြင်းဖြစ်နေတတ်တယ်။ဒါလူတယောက်စီရဲ့ဘဝကိုလည်းပတ်ပုံ၊ကျင့်သုံးပုံ၊ရွေးချယ်ပုံချင်းတင်စားပြီးပြောရရင် operating system ချင်းမတူတဲ့ဥပမာတချို့ပဲ။ဘယ်သူမှန်တယ်၊မှားတယ်၊တိတိကျကျပြောရခက်သလိုတခုစီမှလည်းအကောင်းရောအဆိုးပါ၊အကျိုးရော အပြစ်ပါရောထွေပြီးတော့ရှိနေတတ်တယ်။ နိုင်ငံတွေရဲ့သမိုင်းစဉ်လာထုံတန်းတလိတွေပေါ်မှာမူတည်ပြီးဥပဒေတွေကွဲပြားကြသလိုလူတယောက်ရဲ့ငယ်ဘဝဖြတ်သန်းမှုပေါ်မူတည်ပြီးဘဝမြင်ခြင်းလဲကွာခြားကြမှာပဲပြဿနာက ကိုကျင့်သုံးသလိုသူများတွေလည်းနိုင်နာကျင့်သုံးစေချင်တာရဲ့ကိုစနစ်မှာအမှန်လို့ထင်ကြတာရဲ့ကိုကျင့်သုံးနေတိုင်းနဲ့ဘဝတဒနာရဲ့အားနည်းချက်တွေနဲ့ရင်ဆိုင်ရတဲ့အခါတခြားသူနဲ့နှိုင်းရှင်ပြီးတွေ့ဝေမိတာရဲ့ပဲကိုကမတရားမှုကိုလက်ပိုက်ကြည့်မနေတတ်ပေမဲ့ ဘာတွေပဲလို့ဖြစ်နေနေကိုယ်တကူစားကောင်းစားရေးကိုပဲဥတည်နေတဲ့သူတွေများကြီးရှိတယ်။အဲ့ဒါကိုကြည်ပြီးစိတ်သက်သာနေလို့မရဘူး။အားညော့နေလို့မရဘူး။ကိုယ်စနစ်နဲ့ကိုယ်ပိုင်ပိုင်နိုင်နိုင်ရှေ့ဆက်ရလိမ့်မယ်။ကိုကသာဒီလိုရက်တည်မိရင်အိတ်မပြောစောင့်မဝင်ဖြစ်တာပဲမယ်။တခြားလူတွေကြတော့အခွင့်အရေးကြီးတခုလိုဖြစ်ချင်းဖြစ်နေမှာ။ဘဝပေါ်ထားတဲ့ခံယူချက်တွေချင်းတူကြတာမှမဟုတ်ပဲ။အရင်ကတော့ဒီလိုလူတွေကိုတွေ့ရင်တို့တို့လိုက်တာလုံးပါမလားလို့ထင်ခဲ့မှုတယ်။တကယ်က လုံပါတယ်အဲ့လည်းပြောပါတယ်တနိုင်ကင်ဆောင်တာကို UK မှာခွင့်မပြုဝင်မဲ့ US မှာခွင့်ပြုထားတယ်လို့ပဲပေါ့ဒီလောက်ကကို့အတွက်အိတ်မပြောဖြစ်စေပေမဲ့သူတို့အတွက်ကြတော့အဲ့လိုတောင်ကိုကောင်းခြင်းကောင်းနေလေအောင်မယ်ဒါကြောင့်အတ ିକ အကြဆုံးကကို့လိမ့်ပြကို့လုံဖို့ပဲငါရဲ့ life philosophy ကဘာလဲဘယ်လို operating system ကိုကျင့်သုံးထားတယ်လဲဒီလောက်ကငါစနစ်ထဲမှာလောက်ခွင့်ပြုထားသလားမပြုထားဘူးလား ဒါကိုပဲပြန်ဆန်းစစ်ကြရမှာဖြစ်ပါတယ်။နိုင်ငံတွေမှာဥပဒေတွေအမြဲပြောင်းနေပြင်းနေထပ်ဖြည့်နေသလိုပဲကျွန်တော်တို့တွေရဲ့ဘဝဒသနာတွေကလည်းအသက်ကြီးလာတာနဲ့အမျှအတွေ့အကြုံတွေပိုများလာတာနဲ့အမျှစာရီပူဖက်ဖြစ်လာတာနဲ့အမျှပြောင်းနေကြပြင်းနေကြရပါတယ်။အရင်ကအပြစ်လိုမထင်ခဲ့တာတွေကအခုအပြစ်ဖြစ်ခြင်းဖြစ်လာမယ်။အရင်ကလောက်တင့်တယ်ထင်ခဲ့တာတွေကအခုတော့မလောက်တင့်ဘူးပြင်လာမယ်ဒါထုံးစံပါပဲ။ အဲ့ဒီလိုပြောင်းလဲနေဖို့လည်းမဖြစ်မနေလိုအပ်ပါတယ်သို့တော့ခိုင်မာတဲ့အကြောင်းပြချက်တော့ရှိရလိမ့်မယ်ခဏတိုင်းပြောင်းလဲနေလို့လည်းမရပြန်ဘူးပေါ့လူတယောက်ရဲ့ self esteem ကဘယ်ကနေလာတယ်လဲဆိုသူဖြစ်ချင်တဲ့ ideal self ရဲ့တကယ်ဖြစ်နေတဲ့ real self ရဲ့တူညီခြင်းကနေလာတယ်ကျွန်တော်ထင်တယ်တရားရဂိုင်းလုံးတော့ဘယ်သူမှထပ်တူမကြနိုင်ဘူးအဲကျွန်တော်ကိုယ်တိုင်လည်းကိုယ့်ကိုယ်ကိုမကြိုက်တာတွေအများကြီးကိုဖြစ်ချင်တဲ့လူပုံစံနဲ့တကယ်ဖြစ်နေတာနဲ့မကိုက်ညီတာတွေတပုံကြီး ပြန်သားခြင်းနဲ့လက်တွေ့မှာအင်မတန်အားနာတဲ့သူ လူတိုင်းကို စိတ်ချမ်းသာစေခြင်းသူဖြစ်နေတယ်။ငါလို့ရင်ရကိုရရမယ်ဆိုတဲ့ယုံကြည်မှုမျိုးရှိတဲ့သူဖြစ်ခြင်းနဲ့လက်တွေ့မှာကရသမျှအောင်မြင်မှုတိုင်းကကံကောင်းလို့ပါလို့တွေးတတ်သူဖြစ်နေတယ်။သို့သောအရေးကြီးတဲ့နေရာတွေမှာတော့အဲ့ဒီနှစ်ခုထပ်တူကြနေဖို့လိုပါတယ်။ဥမာအင်မတန်ရဲစဲရုံမာတဲ့သူတွေကိုတခွန်းတပါးရမှမပြောရတဲ့ဘဝမျိုးအဆောက်အအုံရာ တည်ငြိမ်အေးချမ်းနေတယ်လို့လောက်ပြနေရမယ်ဘဝမျိုးမှာတော့လုံးဝလုံးဝမနေနိုင်ဘူးဆိုတာလို့ပေါ့။ကြောက်စရာအကောင်းဆုံးဆုံးရှုံးမှုကငွေချင်းမဟုတ်ဘူး။ကိုယ်လက်အင်ကလည်းမဟုတ်သေးဘူး။ဂုံတိတ်ခါလည်းမဟုတ်ဘူး။အဲဂုံတိတ်ခါဆိုတာကအပေါ်မှာရေးခဲ့တယ်လို့လူတွေရဲ့ operating system ပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားနေသေးလို့မဟုတ်သေးတာပေါ့နော်။တကယ်ကြောက်စရာအကောင်းဆုံးကမိမိကိုယ်ကိုဆုံးရှုံးလိုက်ရတာပဲ။ငါမလုတ်တဲ့မလုတ်ထိုက်တာကိုလုတ်လိုက်မိပြီငါလုတ်တဲ့လုတ်ထိုက်တာကိုလုတ်ဖို့ ပြောက်ကွယ်လိုက်ပြီဆိုတဲ့အသည့်ဟာကိုကိုကိုပျောက်ဆုံးသွားစေတယ်။ဒါကြောင့်ဘာတွေဘယ်လိုဆုံးရှုံးသွားရပါစေမိမိကိုမိမိလေးစားမှုတော့ပါမသွားစေနဲ့လို့ပြောရတာပါ။ဒီတော့ကိုဘွားရဲ့ operating system ကဘာလဲရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။အဲ့ဒီအချိန်ခိုင်ခိုင်မာမာနေထိုင်ရက်ဒီပါ။သူများရဲ့စနစ်နဲ့သွားပြီးမရှင်ပါနဲ့နားမယောင်ပါနဲ့မရင်ရင်ပါနဲ့ကိုကိုကိုဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိတဲ့သူ ိုးစည်းတဲ့မြင်အတိမန်အမမန်မသိတဲ့သူတွေဟာလောကမှာမပျော်ရွှင်ရဆုံးပါပဲဒေါက်တာဖြိုးဒီဟာ29ရက်ဆယ်လ2024နောက်တစ်ပုဒ်ကိုဆက်ပြီးဖတ်ပြခြင်းပါတယ်နားချပေးတဲ့သူထက်နားထောင်ပေးတဲ့သူကိုပိုလိုအပ်တယ်အတင်းစည်းခံရတဲ့အခါဆိုရဲဆောင်းပါတပုတ်ရေးဘူးတယ်အဲ့ဒီမှာလဲထည့်ရေးထားတယ်တယောက်ယောက်ကကိုယ့်ကိုတိုက်ခိုက်တဲ့အခါပုတ်ချတဲ့အခါ ပြန်ပြောရင်လည်းပြောလိုက်တုံ့ပြန်လိုက်ဒါဆိုပြဿနာက ပိုကြီးသွားနိုင်တယ်အရှိအရှိဖြစ်လာနိုင်တယ်သို့တော့ကောင်းတာကတနှုတ်နှုတ်နဲ့တော့ကြိတ်ခံစားမနေရတော့ဘူးလက်လူရှုတဲ့နဲ့ထင်ရင်လည်းရှုလိုက်စိတ်ထဲမှာဘာမှထားမနေနဲ့ဒါဆိုလည်းပြဿနာကငြိမ်းသွားတယ်ကိုကလည်းအာယုံနောက်တက်တာသွားတယ်အဲ့ဒီလိုမဟုတ်တဲ့ဈာအချိန်ကြီးကကိုကိုနှစ်ခါရှုံးစီတယ်အပြန်လည်းမတုံ့ပြန်ရဘူးစိတ်ထဲမှာလည်းအဆင်ပြေမနေဘူးတအုံတွေတွေနဲ့ခံစားနေရတယ်ကိုကြုံခဲ့ရတဲ့စော်ကားမှု တိုက်ခိုက်မှုအပုတ်ချမှုတွေကိုယ့်ရဲ့နဲ့နာမှုအတိမ်နဲ့ပေါ်မှာမူတည်ပြီးအဲ့ဒါလိုခံစားနေရတာတွေကလည်းအနည်းနဲ့များကွာခြားတတ်တယ်။တချို့ဆိုနစ်နက်ချီတဲ့ဒီအဲ့ဒီစိတ်ကမပြဘူး။အပြောလဲခံရသည်ပြန်လဲမတုံ့ပြန်ရပြောတဲ့သူကပြီးသွားပြီးမေ့သွားပြီးကိုကခုထိခံစားနေရတော့ဒါကြောင့်နှခါရှုံးနေလို့ပြောတာ။ Love language ဆိုပြီး ရှိတယ်လို့လူတွေမှလည်းကိုယ့်ရဲ့ resilience ကိုပြတဲ့ language တွေလည်းမတူကြဘူးလို့မြင်မိတယ်။အဲကျွန်တော်ဆိုလည်းအဲ့ဒီလိုခွန်းတုံပြန်တဲ့ရန်ဖြစ်တတ်တဲ့အထက်မှာမပါပါဘူး။တော်တော်များများသတိထားမိကြလိမ့်မယ်။အကြောင်းရင်းတွေကအာယုံနောက်လို့မဆိုင်သူတွေပါအာယုံနောက်ကိုမှဆိုလို့နောက်တစ်ချက်ကစကားများရတာ comment တွေ post တွေမှာအပြန်အလှန်တွေညှင်းခုံရန်ဖြစ်ရတာမျိုးတွေကိုမကြိုက်လို့မင်းဖြစ်နေလို့ကိုဆဲတာကွာဆိုတာမျိုးဖြစ်နေလို့ဒီတော့ ကိုကပြန်ရှင်းပြလဲမထူဘူးအစကတည်းကကိုကိုကမားခဲ့လွဲခဲ့တာမှဖုတ်တာတန်းမညှိချင်လို့သူအောက်တန်းကြသလိုကိုလည်းလိုက်မကြချင်လို့တခါတလေဖြည့်ပြီးနားလည်ပေးပြီးရှောင်လိုက်တာလည်းရှိတယ်။နောက်ဆုံးအကြောင်းရင်းကတော့ခု attention ကိုရသွားပြီးဝမ်းသာနေကြမှာဆိုလိုပဲ။ကျွန်တော်ရဲ့ resilient ကိုပြတဲ့ပုံစံကဘယ်လိုလဲဆိုတော့ရတယ်။ကြိုက်သလောက်တိုက်ခိုက်ကြိုက်သလောက်နမ်းမဲ့ဖြက်တုံ့ပြန်နေမှာတော့မဟုတ်ဘူး။အဲ့ဒီလိုပဲပြိုလဲသွားမှာ လုံးမဲ့ကိစ္စတခုကိုရက်လိုက်မှဆက်မလုပ်တော့မှမျိုးလဲဘက်တော့မှမြင်ရမှာမဟုတ်ဘူးတိုက်ခိုက်လို့ဝသွားရင်တော့အရင်ကထက်တောင်ပိုတန်မှာပိုတောက်ပပိုအလုံးလုံးနှိုင်းလာတဲ့ငါကိုထိုင်ကြည့်ပြီးလောင်နေလိုက်ပေါ့ဒါကျွန်တော်ရဲ့ resilient language ပဲဒါဖြင့်မေးစရာရှိလာတယ်မတုံ့ပြန်တော့တနှုံနှုံနဲ့ခံစားမနေရဘူးလားပေါ့လူပဲဗျာဒေါသထွက်တာပေါ့မုန်းတက်တာပေါ့ဆဲတက်တာပေါ့ဒါပေမဲ့အပေါ်မှာရေးထားတဲ့ အကြောင်းရင်းတစ်ခုလိုတမ်းမညိခြင်းမူကိုယ်အဆင့်ကိုစွဲမချခြင်းမူစိတ်ရှိတဲ့အတိုင်းစာရီချရင်လိုက်တွေလွှင့်ပြီးပြောပြလိုက်နောက်တစ်ပတ်လောက်လဲနေရောအဲ့ဒီစာရီပြန်ဖက်အဲ့ဒီစကားတွေပြန်ကြားပြီးရှက်လွန်းလို့ကိုယ့်မျက်နာကိုဓာတ်နဲ့လှိမိလိမ့်မယ်ဒီတော့ထိန်းချုပ်ရတာပေါ့အဲ့ဒီကကိုယ့်ရဲ့ဒေါသတွေကိုထွက်ပေါက်ပေးစရာနေရလို့လာတယ်ကျွန်တော်အတွက်ကတော့ကိုယ့်ကိုဘာ judgement မှမလုပ်ဘဲနားထောင်ပေးတဲ့ ကိုကိုယုံကြည်ပေးကိုဘက်ကနေမမမမရက်တီပေးတဲ့တငယ်ချင်းကောင်မိတ်ဆွေကောင်တွေရှိနေခြင်းပဲဘဝရဲ့ black zin တခုလို့လည်းပြောလို့ရတယ်သူတို့တွေရှေ့မှာဆဲပစ်တယ်အာရင်းရင်တီးတီးတွေပြောပစ်တယ် public မှာထုတ်ပြလို့မရတဲ့ဒေါသတွေရေးပြလို့မရတဲ့စကားလုံးတွေကိုသူတို့ရှေ့တွန်ချပစ်တယ်ပြီးတဲ့ကပေါ်သွားတယ်ကျဉ်တတ်သွားတယ်ကိုရင်တွေကမကောင်းဆိုရကိုအစာကျွေးပြီးပြီဘို့သူတော်ကောင်းပဲချမ်းကအလုတ်ပြန်လုံလာနိုင်တယ်စိတ်ခံစားချက်တွေညော့သွားတယ်စဉ်းစားတာတုံ့ပြန်တာ ဆုံးဖြတ်တာတွေမှန်ပါတယ်။အာဒီနေရာမှာပေါ့နော်။ဆဲတယ်ဆိုရဲရင့်တည်ရဲစကလုံးနေမတုံးမဲနဲ့လည်းပေါ့။အဖွင့်ချလို့ရနိုင်တာတွေရှိရဲ့။ရလဲရတယ်ပေါ့နော်။ဆိုတော့ကိုယ့်ရဲ့ဒီကောင်းတဲ့အမှုအကျင့်ကိုမပြတ်စီအောင်ထိမ့်သိမ်းတာပို့ပြီးကောင်းမယ်လို့ထင်ပါတယ်ဤကားစကားချက်ပေါ့နော်။ဟိုနေ့ကရေးတယ်လို့ပဲစိတ်တူတာအဖြစ်တရားဒေါသထွက်စရာနဲ့တွေ့ရင်ဒေါသဖြစ်ကိုဖြစ်တယ် အဲ့ဒါကိုဖိနှိပ်ထိန်ချုပ်ထားဖို့မသိဘူးကို့အတွက်ရင်းရှိမှမကောင်းဘူးစိတ်ပညာမှလည်းအဲ့ဒီ suppression ကိုအားမပေးတယ်လို့ Buddhism မှလည်းအားမပေးဘူးအရှိကိုအရှိတိုင်းမြင်အောင်ကြည့်ပြီးရင်ကောင်းဖို့နဲ့နီးလန်းတဲ့အကင်တွေဒီလိုပဲပြောထားကြတယ်ဒါကြောင့်ကို့အတွက်ဒီမကောင်းတဲ့စိတ်တွေကိုသိချကင်တွေနိုင်ဖို့ကအရေးကြီးပါတယ်တခါတလေမှလည်းကျွန်တော်စာရွက်ထည့်ချရေးပြလိုက်တယ်ဘယ်သူ့ကိုမှပြောပြလို့မရတဲ့ခံစားချက်တွေဆိုအဲ့ဒါလိုရှိနေရှိတယ်ဒါလည်း outlet တစ်မျိုးပဲ မိဘနဲ့ပြဿနာဖြစ်ပူတဲ့သူတွေရှိမယ်။ကိုယ့်ကိုမွေးထုတ်ထားတဲ့ကိုနဲ့အရင်းအီးဆုံးလူသားတွေဖြစ်တဲ့အလျောက်သူတို့ပေးတဲ့စိတ်ဆင်းရဲမှုကပိုကြီးတယ်။ကိုချစ်တဲ့သူတွေကပဲကိုယ့်ကိုဒဏ်ရာပိုရစေတာမဟုတ်လား။မချစ်တဲ့သူကကိုယ့်ဘာလို့လို့ဘယ်လိုမှခံစားကြရတာမဟုတ်ဘူးလေ။ဒေါသတွေထွက်တယ်ဝမ်းနည်းတယ်အာရင်ရင်တီးတီးတွေပြောပြလိုက်တယ်အဲ့ဒါလိုအချိန်လိုအပ်နေတာကမိဘကိုအဲ့ဒါလိုမပြောရဘူးလေဆိုရက် ဆုံးမစကားနားချတဲ့စကားတွေမဟုတ်ဘူးမပြောသင့်တာကတော့လူတိုင်းတည်တာပေါ့စိတ်ထွက်ပေါက်ရသွားလို့ emotion နဲ့ brain ကညင်သွားတဲ့အခါသူ့လိုလိုစဉ်းစားမိလာလိမ့်မယ်အခုကအဲ့ဒီအဆင့်ကိုရောက်သွားအောင်ဘာအဆုံးဖြတ်မှမပေးပဲနားထောင်ပေးမယ်နားရစုံလိုအပ်နေတာအဲ့ဒါကို အရင်ပေးဖို့လိုတယ်မိဘရှိအဲ့ဒါလိုစကားတွေတော့မပြောမိအောင်ဘယ်ဒီမှာအရင်လာပြောရတာပေါ့ Facebook မှာတက်မစမ်းမိအောင်အပြင်မှာဆဲရတာနဲ့သဘောတရားချင်းအတူတူပဲဒါကြောင့်မလို့ နားချပေးမဲ့သူထက်နားထောင်ပေးမဲ့သူကိုကျွန်တော်တို့ပိုလိုအပ်ပါတယ်။သူတို့ကကိုယ့်ကိုတနှုံနှုံနဲ့မပြီးနိုင်မစီးနိုင်ခံစားနေရမယ်။ဘေးကနေဝေးကွာစေပါလိမ့်မယ်။ဒေါသစိတ်မှမဟုတ်ပါဘူး။တခါတလေလောင်ပြောင်းခြင်းနာခနဲ့ခြင်းနာရွက်ခြင်းနာတွေလည်းဖြစ်တတ်ပါတယ်။ဥမာရေဘေးဖြစ်မှအလူတွေထလုပ်ပြပြီးနိုင်ငံကိုကဲ့တင်ခြင်းနေတဲ့ဆယ်လီတစ်တိုက်ကိုမြင်တဲ့အခါမျိုးပေါ့။အဲ့တော့ရေးလို့မကောင်းဘူးပြောလို့မကောင်းဘူးဒီတော့အဲ့ဒီ every site ကို ိုယုံကြည်ရတဲ့သူတွေရှေ့ဖွင့်ဟပြီးအစာကျွေးရတယ်။ဒါတွေကသူတော်ကောင်းရောင်ဆောင်နေတာမဟုတ်ပါဘူး။စိတ်ရှိတိုင်းအကုန်လိုက်လုပ်နေလို့မှမရတာ။စိတ်ဆိုတာအဖြစ်တရားလေ။တတ်မှတ်စရာတွေတတ်မှတ်တာပေါ့။တတ်မှတ်တဲ့အတိုင်းသာလိုက်ပြောလိုက်လုပ်နေလိုက်ရင်အကုန်ရှုပ်ကုန်မှာပေါ့။ထိန်ချုပ်တဲ့အခါထိန်ချုပ်ရပါတယ်တခုပါပဲအဲ့ဒီကိုယ်ရင်ထဲကမကောင်းဆိုးရွားကို လုံးလုံးလျားလျား ထောင်သွင်းအချင်းချမထားဘူးတော့လို့လိမ့်မယ်။အစာကလေးကျွေးလို့ရသလားကျွေးပေးပါ။ရှင်ပါလောင်အောင်လုပ်ပြီးအဲ့ဒါလို့မဟုတ်ဘဲအငတ်ထားထားလို့သူတားရုံးကန်ထကြွလာပြီးဆိုတဲ့အခါကျတော့ထိမ့်တိုင်သိမ့်မရဖြစ်ကုန်လိမ့်မယ်။တကယ်တော့လောကမှာတရားရဂိုင်းနှုံစိတ်ထားဖြူစင်တဲ့သူဆိုတာမရှိပါဘူး။လူသားရဲ့ရင်ထဲမှာမကောင်းဆိုးရတကောင်စီတော့ရှိကြပါတယ်။သူ့ကိုဘလို့ဂိုင်းတွယ်တယ်လဲယင်ပါစေသလားကြီးထွားစေသလားဆိုတဲ့အပေါ်မူတည်ပြီးကျွန်တော်တို့တယောက်ချင်းစီရဲ့တန်ဖိုးတွေလည်း ကွာခြားကုန်ကြတာဒါဖြစ်ပါတယ်။ဒေါက်တာဖြိုဒီယာ27ရက်2024နောက်ထပ်လည်းဆရာရဲ့မေတ္တာနဲ့ညီသားထားတဲ့စာတွေကိုတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့တာပါ။